လာတဲ့ဗိမာန်မှာတဲ့ဆောင်းမွေးဖြီးပြီးတော့ဥလာတဲ့ဗိမာန်ပြိုကျတဲ့ပါဝါတဲ့ယဟန်တန်ဃာတွေကအဲ့ဒီတက္ကမကြီးလောက်ဘာသာရေးမလုပ်လို့လားဖះမရှိခိုးလို့လားတဲ့ဒီငလျင်ပြီးမှာပဲဖြစ်သွားတဲ့ဖြစ်ပျက်လေးတစ်ခုကို online ပေါ်မှာရေးတင်တာလို့ဖတ်လိုက်ရတယ်နေပြည်တော်ဘက်မှာထင်ပါတယ် ေကမာကြီးကအိမ်မှာတယောက်တည်းကျန်နေခဲ့တယ်။သားရည်သမီးတွေကနေ့လယ်ပိုင်းဆိုတော့ခလေးចောင်းပို့တာတို့ယုံသွားတာတို့သွားကြတော့အိမ်မှာသူတယောက်တည်းကျန်နေခဲ့တယ်ပေါ့။ကျန်နေခဲ့တော့ဦးဇနို28ရက်နေ့မြင်ငင်းလောက်တာကနေ့လယ်ပိုင်းချိန်ပေါ့။အဲ့ဒီချိန်မှာသူအိမ်ထဲမှာနေနေတဲ့အချိန်မှာအိမ်အပြင်ကနေအလူခံပါပြိုးဆိုပြီးတော့អော်တဲ့အတန်ကြားလို့ပတ်စံတထောင်တန်လေးကိုထုတ်ပြီးတော့ လူကံသွားထိုင်မယ်ဆိုပြီးတော့အပြင်ကိုအင်းရှိကိုထွက်တာပေါ့အင်းတကားပေါ့ဝါကိုထွက်ပြီးမှလူကံကိုမတွေ့တော့သူကအင်းချန်နဲ့အပြင်ကိုထတ်ထွက်ပြီးတော့ဘယ်ညာကြည့်ရဲပေါ့မရှိဘူးအဲ့ဒီချိန်မှာပဲမြင်းငင်းလှုပ်တော့သူအင်းနဲ့ပြန်မဝင်ပြတ်တော့အပြင်မှာပဲမြင်းငင်းကျမ်းပြီးနောက်ဆုံးအင်းပြူသွားတယ်ပေါ့နော်အင်းပြူသွားတော့မြင်းငင်းတွေကတိုင်းတိပီစီအားလုံးလှုပ်တာဆိုတော့မြူထဲသွားနေတဲ့သူ သားသမီးတွေကလည်းအိမ်မှာမိကြီးတယောက်တည်းကြံနေခဲ့တာမြင်းငင်းတွေလှုပ်နေတာ အမေတို့ဒုက္ခပဲဆိုပြီးတော့ပြန်လာကြပြန်လာကြတော့အိမ်ကြီးပြိုးနေတာကိုတားရတဲ့နည်းတွေတွေ့ကြတယ်ပေါ့တွေ့တော့အမေတို့တေးပြီလို့သူတို့တွက်လိုက်တော့တာပေါ့တကယ်တော့အမေကြီးကအိမ်ထဲမှာမှမရှိတာဟိုးအိမ်ရှိဘနာကတစ်ပင်အောင်ပါအမေကြီးကပြီးတော့ဒီဒကမာကြီးရဲ့သူ့ရဲ့ history ပေါ့နော်နောက်ကြောင့် background ကိုကြည့်တဲ့နေရာမှာလည်းပဲဒကမာကြီးကဘာသာရေးတော်တော်လုပ်တယ်ကုသိုလ်တရားတွေအမှန်တမ်းလုပ်တယ်ဖျားရှိခိုးတယ်အဲ့လိုတီးရတော့ ဒီကုသူတွေကြောင့်တမ္မာတွေကနှမျက်နှာကောင်းတွေကဒါစောင်းရှောက်ပြီးတော့ကယ်လိုက်တယ်လို့အဲ့လိုကောက်ချက်ချပြီးတော့ရေးထားတာကိုတွေ့ရတယ်။ဒါလည်းဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ကြတော်တော်လေးများပါတယ်နော်။ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ nugget ဖြစ်တုန်းကလည်းဒီလိုအတွေ့အကြုံလေးတွေတွေ့ကြရတဲ့လူတွေရှိတယ်။ဒီလိုကြုံကြရတဲ့လူတွေရှိတယ်။ဒါကိုတချို့ပုံကူတွေကဟိုနှိုင်းရှင်ပြီးတော့ ပြန်ပြောထားတာလေးတွေ့ရတယ်။ဘာလဲဆိုတော့ဥလာသိမ့်ဗိမာန်မှာတဲ့အစောင်းမွေးဖြီးပြီးတော့ဥလာသိမ့်ဗိမာန်ပြိုကျတဲ့ပါသွားတဲ့ယဟန်တန်ဃာတွေကအဲ့ဒီတက္ကမကြီးလောက်ဘာသာရေးမလုပ်လို့လားဖះမရှိခိုးလို့လားတဲ့။နော်။ဒီစကားကိုပြောတဲ့လူဒီလူနှိုင်းရှင်ဝေဖန်တဲ့ပုဂ္ဂိုလ်ကတော့သူ့ရဲ့အတိညာဉ်လေးဟာဥစဉ်တို့ဒီပဇွန်နေရဲ့အုံနောက်လောက်ပဲရှိတယ်လို့ဥစဉ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့တိတ်ပြီးတော့ညံရင်မမီဘူးပေါ့ brain level ကဟိုအောက်ကိုရောက်နေเนาะ mind ဘက်ကိုတော့ရောက်တယ်ပြောရမယ်နောက်တစ်ခုကဘာသာကြားလဲဖြစ်နိုင်တယ်ဘုဒ္ဓဘာသာဖြစ်မယ်ဆိုရင်တော့မအမေရိကန်ဘုဒ္ဓဘာသာပဲဖြစ်မှာပေါ့ဘာကြောင့်လဲဆိုတော့ဥစဉ်တို့တခါတလေကံတွေကတယောက်နဲ့တယောက်မတူဘူးဒီအရာကြုံရင်တန်ပြီဆိုလို့ရှိရင် တဲ့ပြောရင်တေးချင်းတမ်းပြီဆိုရင်ဖះရှင်တော်မှကဲလို့မရဘူးမြတ်စွာဘုရားတို့မိသည်ကံကိုပယ်ရိုးထုံးစံမရှိဘူးကဲလို့လည်းမရဘူးဘာကြောင့်လို့ဆိုတော့အထင်ရှားဆုံးတာရကဥစဉ်တို့ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကိုဝိတ္တုဘတတ်ဖို့ကြံရွယ်တာဒါကိုဘုရားရှင်တီးတော့သူ့ရဲ့ဆွေမျိုးတွေပျက်စီးမှာဆိုလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီး တားခဲ့ဘူးတယ်တစ်ခါနှစ်ခါသုံးခါနောက်ဆုံးတားလို့မရတဲ့အဆုံးလှုပ်ပေးလိုက်တယ်ဘာကြောင့်လဲသူတို့ကတစ်ချိန်လုံးကအဆုလိုက်ပြုံလိုက်တစ်ဖက်သားကိုတတ်ခဲ့ဘူးတဲ့အတွက်ကြောင့်သူတို့ဒီဒီချိန်မှာအဆုလိုက်ပြုံလိုက်ပြန်သေးမယ်ဆိုတဲ့ကံတရားကြီးရှိနေတာဒါကိုမြတ်စွာဘုရားကသိတယ်အဲ့တကြောင့်မြတ်စွာဘုရားကကဲတော့မမူတော့ဘူးဒီကံကိုမြတ်စွာဘုရားတို့တားလို့မရတော့ဘူး ဒါကောင်းတဲ့ကံပဲဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ပေါ့နော်ကောင်းတဲ့ကံဆိုလို့ရှိရင်လည်းပဲဥမာဥစ္စနုယဟန်လောင်းဆုံးမတဲ့အခါမှာမိယာလေးပါပေါ့မိယာလေးပါကဘာတွေလဲဆိုတော့ဆွမ်းတင်ငန်းចောင်းစီပေါ့ယဟန်နေဆွမ်းခံပြီးတော့ဆုံးဖုံးပေးရမယ်တပိတ်ပိုက်ပြီးတော့ဆွမ်းခံကြွရမယ်နော်ချွင်းချက်အနေနဲ့ကံကိုမြတ်စွာဘုရားတို့မပယ်ဘူးဆိုတဲ့ဟာလေးပေါ်ပြောရရင် အတိရိကလာဘရှေးပုံရှေးကန်ရှိမယ်ဆိုလို့ရှိရင်တဲ့တကာတကမတွေပင့်ဖိတ်ပြီးတော့လှူတဲ့စွမ်းကိုဖုံးပေးကောင်းတယ်တဲ့စွမ်းကမကြဘဲနဲ့စားလို့ရတယ်ဖုံးပေးလို့ရတယ်ပေါ့နော်ဒီနေရာမှာမြတ်စွာဘုရားကံကိုပယ်ခဲ့တယ်ကံကိုတားမြစ်နိုင်တယ်ဆိုလို့ရှိရင်စွမ်းကမကြစွမ်းကရှိတဲ့တကမရှိတယ်မသွားနိုင်လို့မြတ်စွာဘုရားပြောမှာပေါ့မဟုတ်ဘူးဒီလိုမဟုတ်ဘူးရှေးပုံရှေးကန်ရှိခဲ့မယ်ဆိုလို့ရှိရင်နော်ကံနော်ရှေးပုံရှေးကံနော် ဒါရှိခဲ့မှဆိုလို့ရှိရင်ဖုံးပြလို့ရတယ်လို့မြတ်စွာဘုရားဒီလိုခွင့်ပြုတော်မူခဲ့တယ်။အကြောင်းဆိုလဲဒီလိုပဲပေါ့အစေးဆိုလဲဒီလိုပဲပေါ့အဲ့တော့ဒီမှာလဲပဲဦးဇင်းတို့ဥလာသိမ့်ဗိမာန်မှာပြူကြပဲတဲ့ပဲမှာပါသွားတဲ့ယဟန်တန်ဃာတွေဟာလဲပဲဟိုဖျားရှင်ရဲ့တရားတော်နဲ့ပြိဿသုံးဘတရားနဲ့ကြည့်မယ်ဆိုလို့ရှိရင်အကြောင်းမရှိဘဲနဲ့ဘယ်တော့မှအကျိုးဖြည့်ရုံထုံးစံမရှိဘူးတလောကလုံးဟာအကြောင်းအကျိုးနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်ဒီဘဝမှာဒါဖြစ်သွားတာ ဖရာတရားမလုပ်လို့မဟုတ်ဘူးအဲ့ဒီတက္ကမကြီးတဲ့ကုသိုလ်ရတဲ့အလုပ်တွေအဲ့ဒီမဆိုးရင်အကြောင်းကဥစဉ်တွေမန္တလေးကဥစဉ်တွေပြောင်းလဲမှုသွားတဲ့ထဲပါတဲ့ဥစဉ်တွေမပါတဲ့ခြေပြက်လက်ပြက်ဥစဉ်တွေလောက်ကြပါတယ်သူ့ပြင်မဲ့ရှေးအတိတ်ကံတစ်ခုကကံတွေပါလာလိမ့်မယ်အဲ့ဒီကံတွေကြောင့်ဆိုရင်ရောတကယ်ဗုဒ္ဓဘာသာထက်ထက်ဝင်လေ့လာတော့တဲ့ပုဂ္ဂိုလ်ဆိုရင်ဒီလောက်တော့တွေးတတ်ရလိမ့်မယ် ုနကနိုင်ရှင်ပြောတဲ့ပုံကတော့ခလေးအသိဉာဏ်လောက်နဲ့ဝေဖန်တာပြောဆိုတာလို့ဦးစင်းအနေနဲ့ကပြောစင်ပါတယ်လူဘွားရတာချင်းတူတာတောင်မှ နေတတ်တဲ့သူကပုံပြီးတော့စိတ်ချမ်းသာရတယ်တရက်မှာ24နာရီရတာချင်းတူတာတောင်မှအတုံးချတတ်တဲ့သူကပုံပြီးတော့အကျိုးရှိတယ်ဘဝမှာစိတ်ထားတတ်တဲ့သူကအစင်မပြေမှုတွေနဲ့ကြုံလဲစိတ်ချမ်းသာအောင်ထားတတ်တယ်စိတ်ချမ်းသာအောင်နေတတ်တယ် တကယ်တော့လူတိုင်းမှာအတွေးကိုစီအပူကိုစီတွေနဲ့ပါဒါပေမဲ့အဲ့ဒီအတွေးတွေကိုထိန်းနိုင်တဲ့သူအပူတွေကိုအေးအောင်ငိမ့်နိုင်တဲ့သူကအေးချမ်းမှုကိုပို့ပြီးတော့ရသွားတာပေါ့ဘာမဟုတ်တဲ့သူတွေအတွက်လည်းစိတ်ညစ်မခံပါနဲ့ဘာမဟုတ်တဲ့အเจ้าရအသေးဖွဲလေးတွေကိုခေါင်းထဲကိုထည့်မထားပါနဲ့အခုမဟုတ်ရင်တော့မှချိန်တိုင်းတာတစ်ခုမှာတော့ကြောင်းလဲချိန်ကြောင်းလဲသွားပါပါပြီးကြသမျှကိစ္စတွေကိုဒီနေ့မှာပဲခြံထားခဲ့ပါမနက်ဖြန်ထိပ် ပေမသွားပါနဲ့သူကြောင့်ငါကြောင့်လို့မတွေးပဲနဲ့ဖြစ်သမျှအကြောင်းအရာတွေဟာဖြစ်တဲ့လို့ဖြစ်တာပဲဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုပြီးတော့တွေးလိုက်အဲ့လိုတွေးနိုင်တဲ့ပုံကပို့ပြီးတော့အေးချမ်းမှုကိုရရှိသွားကြတော့ပါပဲသူတော်ဖျောင်းနိုင်ကိုသွားငိမ့်လိုက်လို့ကိုဖျောင်းနိုင်ပို့ပြီးတော့လင်းမလာပါဘူးတခါတလေမှာကိုရှင်မသူတော်ကအောင်မြင်တိုးတက်နေတာတော်နေတက်နေတာတွေ့လို့ရှိရင်ပုထတ္တမနာလို့ဆိုတဲ့ပုံစံမျိုးနဲ့သူတော်ကိုသွားပြီးတော့မနာလို့ဖြစ်တဲ့ အဲ့ဒီစိတ်ကအဲ့ဒီတင်ရက်နေအကြောင်းမဟုတ်ဘူးအကျိုးမဲ့ကိုသွားလှုပ်လိုက်ပြီးဆိုလို့ရှင်အကုသိုလ်တွေအင်မတန်မှကြီးမာတယ်နောက်ပြီးတော့အဲ့လိုသွားလှုပ်လိုက်လို့လဲသူကအရှင်ပြေသွားတာလည်းမဟုတ်ဘူးသူထက်တာသွားမှာလည်းမဟုတ်ပါဘူးဥပမာစီးပွားရေးအရှင်ပြေနေတဲ့ပုံကိုတယောက်ကိုသွားပြီးတော့တိုက်ခိုက်လိုက်လို့အကျိုးပြပြအောင်လှုပ်လိုက်လို့ကိုစီးပွားရေးတွေပို့ပြီးတော့တက်သွားတယ်ဆိုရင်တော့တမျိုးပေါ့တက်သွားတယ်ဆိုရင်တော့မလှုပ်တဲ့အရာလှုပ်တဲ့တာကဘာလဲဆိုတော့ကိုစီးပွားရေးကိုကြိုးစား ကိုဘွားကိုအာယုံဆက်ရသော်ဘုရားလက်ထက်ကအဲ့ဒါလိုအိဒါမစ္စရိယဝန်တိုခြင်းမနာလိုခြင်းဖြစ်တဲ့ယဟန်တပါးဟာမစင်နူဝဒါလီနှစ်ပေါင်း90လောက်စားခဲ့ရတယ်။နောက်ဘွားသူအကျိုးပေးတဲ့အခါမှာငရဲကိုလည်းကြားခဲ့ရတယ်။အာလိဟာဘာကြောင့်လဲဆိုတော့အိဒါမစ္စရိယရဲ့ဆူကျူတွေဖြစ်တယ်။အဲ့တော့ကိုရှင်မကိုထက်တာတဲ့သူတွေနဲ့တွေ့လို့ရှိရင်ကိုထက်တာမနာလိုမဖြစ်နဲ့။သူတို့ဘဖျောင်းနိုင်ကိုမိသွားနှိမ့်လိုက်လို့ကိုဖျောင်းနိုင်ပို့ပြီးတော့လင်းမလာဘူး။